ထိုင်းပြည်မင်းရဲ့တရုတ်ပြည်ခီးစဉ်ကိုသမိုင်းဝင်ခီးစဉ်ဖြစ်တရုတ်သမ္မတရှီကျင်းဖြင့်က ကော်စွန်ဒီခင်ပြီးပါကြိုးဆိုပါနေ။တနိုင်ငံအဆက်ဆက်ရေးတည်ထောင်တာနှစ်90ရှိတဲ့နောက်ပိုင်းထိုင်းပြည်တစ်ပါးအနေနဲ့ပထမဆုံးကြိမ်တရုတ်ပြည်ကိုလာရောက်တဲ့ခီးစဉ်ဖြစ်ပါလေ။ကော်စွန်ဒီခင်ပြီးကြိုးဆိုခဲ့လို့တရုတ်ဟာအင်ဂျင်ကောင်းဖြစ်စီးပွားရေးမှာလည်းအားထားနေမိဖက်ဖြစ်ဖြားသားဖို့ခွင့်ရေးကိုပေကျင်းကရယူခဲ့ပါလေ။ ဟိုထိုင်းပြည်မဟာဝီဇီယာလောင်ကုန်းနဲ့မိဖုရားစုတီတာတို့ရောက်ရှိလာတာရယ်ခုတင်ပါဆော်ပိုင်းစတရီးမင်းဖီလစ်စ်နဲ့မိဖုရားလီဒီဇီယာတို့လာရောက်ခဲ့တာရယ်ဟိုတရုတ်မီဒီယာတွေကချစ်ချည်ခီးစင်နေနဲ့အတူရှင်လွဲနေထိုင်မှုရလက်ဖြစ်ပုံဖော်ရေးသားပါတယ်တရုတ်ဟာအားထားရတဲ့မိဖက်ဖြစ်ကြောင်းကိုလည်းတခြားနိုင်ငံတွေကိုအချက်ပြလိုက်တာဖြစ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ခေါ်တိုးမြင့်ကောက်ခံမှုတွေကြောင့်စီးပွားရေးမတည်ငြိမ်ဖြစ်နေတဲ့အခြေအနေနဲ့ လောဝအုံစန့်ကျင်ဘက်ဖြစ်နေကြောင်းပေကျင်းအဘော်သတင်းဌာနတွေကဆက်လက်ရေးသားပါတယ်တိုင်းပြည်မင်းပြေရဲ့အခုခီးစဉ်နဲ့ပတ်သက်ပြီးတရုတ်သမ္မတရှီကျင်းဖင်ကတော်တော်လေးကိုဝမ်းသာနေတယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံနဲ့နီနီကက်ကတိုးမြင့်ဆက်ဆံသွားမယ့်အကြောင်းရှီကျင်းဖင်ကကတိပြုတယ်လို့လည်းသိရပါတယ်။နှစ်နိုင်ငံဟာမိသားစုတူဖယ်ဖြစ်ကြောင်းတရုတ်အနေနဲ့ထိုင်းနဲ့မဟာပြူအပေါင်းစည်းမှုတိုးမြင့်သွားမှာဖြစ်တဲ့အကြောင်းရှီကျင်းဖင်ကပြောပါတယ်။ လောကရဲ့ကိုနေကြကနန်တက်ပြီးနောက်ပိုင်းပြပခီးစဉ်သွားခဲလာတဲ့ထိုင်းပြည်မဟာဝီဇယာလောင်ကုန်းအောင်ကုတရုတ်နိုင်ငံကိုသူ့ရဲ့တရားဝင်ပထမဆုံးခီးစဉ်အတွက်မိဖုရားစုတည်တာနဲ့အတူပေကျင်းမှာရောက်နေတာဖြစ်ပါတယ်။တရုတ်ထားယထာလန်ဆက်သွယ်ပြင်းဉာဏ်ရည်တုနေပညာလေးရင်အာကတယင်ဒုံးပြန်တိဆောက်မှုနေပညာ Digital စီးပွားရေးကဲ့သို့ level တွေမှာပူးပေါင်းဆောင်ရွက်မှုချဲ့ထွင်မယ်လို့ရှီကြီးဖင်ကပြောပါတယ်။ ။ဘီယင်မဟာဝီဇာလောင်ကောင်းကတရုတ်ကိုနိုင်ငံတော်ခီးစဉ်ဖြစ်သူ့ရဲ့ပထမဆုံးအဓိကနိုင်ငံဖြစ်ရွေးချယ်တာကိုကြည့်မယ်ဆိုရင်ဒါဟာတရုတ်နဲ့ထိုင်းရာဆက်ဆံရေးပေါ်သူ့ရဲ့လေထမ်းမှုကိုပြသနေတယ်အဲ့လိုသမားရှိကပြောပါတယ်။ထိုင်းပြည်ကလည်းထိုင်းနဲ့တရုတ်ကြားဆက်ဆံရေးဟာညီနောင်ရေးချပူးပေါင်းဆောင်ရွက်မှုသာဖြစ်ကြောင်းနဲ့နေပဲတည်တည်မှာအပြန်အလှန်ဖလှယ်မှုမြင့်နေပုံစံတော့ရှိကြောင်းပြောပါလေခီးစဉ်တစ်ခုတွင်ထမ်းပြနေမိဖျားဟာ ဘုရားဖရာကျောင်းတစ်ခုနဲ့ပေကျင်းမှာရှိတဲ့လေကျောင်းနဲ့အဂတဗဟုဌာနကိုလည်းတွားရောက်လက်ပတ်မှာဖြစ်သလိုနိုင်ငံတော်အကြီးအကဲစာပေါ်လည်းတက်ရောက်မယ်လို့သိရပါတယ်။ထိုင်းနိုင်ငံဟာဆေးကလာတွင်မှာအမေရိကန်ရဲ့အဓိကမဟာမိတ်နိုင်ငံဖြစ်ပေမဲ့တရုတ်ဟာထိုင်းနိုင်ငံရဲ့အကြီးဆုံးကုန်သွယ်ဘက်ပါတနာဖြစ်သလိုစစ်ပစ္စည်းတွေရဲ့အရင်းမြစ်တစ်ခုလည်းဖြစ်ပါတယ်။နိုင်ငံနိုင်ငံအရေးပေါ်ရအဖြစ်တရုတ်နိုင်ငံသားတွေကိုပြစ်မှတ်ထားတဲ့နယ်စပ်ဧရိယာကြားဖြတ်နေတဲ့ တရားမွဲလောင်ကစားကိုင်းအဖွဲ့တွေပေါ်လဲပူးတွဲနေနေမှုမကြသေးခင်ကအရှိန်မြင့်ခဲ့ပါလေပြီးခဲ့တဲ့နိုဝင်ဘာ၁၂ရက်နေ့ကလည်းအဓိကကြားဖြတ်လုပ်ငန်းနဲ့ဆက်ဆက်တယ်ဆိုတော့ကြားဖြတ်အကောင်းဆုံးဆိုသူတရုတ်နိုင်ငံသားရှီဂျင်ချန်းကိုထိုင်းကတရုတ်စီပြန်လဲလွှဲပြောင်းပေးခဲ့ပါတယ်